မင်းစတတ်တဲ့စတတ်တဲ့ပညာရှိဖြစ်တယ်ဆိုတာကိုမတန်မှန်းသိတဲ့နေ့မှာမင်းစတတ်တဲ့ပုဂ္ဂိုလ်ဖြစ်မှာကိုမတန်မှန်းသိဖို့ပဲအရေးကြီးဟုတ်ကဲ့လောကလူတွေကနည်းနည်းသင်လိုက်ကိုတတ်တော်ပြီလို့ထင်တာအေးပိဋကသုံးဖို့မနောင်အလွယ်လေးလို့အောင်းမိခြင်းမေ့နေဘူးတို့ကြဘာမတတ်တဲ့ပုဂ္ဂိုလ်ကဘုသူ့ဘုသူတတ်တယ်လို့ထင်တတ်တယ်အေးတကယ်သိပြီတကယ်သင်လာတဲ့ပုဂ္ဂိုလ်တွေကြတော့ဟာငါမတတ်သေးဘူးငါမတတ်သေးဘူးဒီလိုပြောရမှာပဲတကယ်လဲမှန်တယ် ဒီပိဋကသုံးပုံထဲမှာဘုန်းကြီးတို့နှစ်ပြောင်းများစွာပိဋကစာပေတွေကိုလေ့လာတာမတိသေးတဲ့သဘောမပေါက်သေးတာတွေရှိသေးတယ်ရှိတယ်မရှိဘူးမဟုတ်ဘူးအဲ့ဒါမပြောနဲ့ဗမာပြည်မှာသာသနာ2500ကနေပြီးတော့တီဃာကျမ်းစာတစ်ခုအထက်ကရာတီဃာပါဠိထက်ကရာတီဃာဒီသတ္ထသင်္ဂနာတင်တဲ့အချိန်ဟောသတ္ထသင်္ဂနာတင်တဲ့အချိန်မှာ ပါဠိတော်ကအုပ်ရိပ်40ရှိတယ်။အထက်ကရာက52အုပ်ရှိတယ်။တိကာ26အုပ်ရှိတယ်။အဲ့ဒီတိကာ26အုပ်ထဲကမြစ်မနိကေကိုခွင့်ဆိုတဲ့တိကာတစ်စောင်းထဲမှာဆရာတော်ကြီးတွေဖြည့်ရှင်းပေးနိုင်စွမ်းမရှိလို့ဒီတိုင်းရိုက်ထည့်ထားလိုက်ရတာဒီကနေ့ထိရှိတော့မယ်။အာဘုန်းကြီးတို့မစွမ်းဆောင်နိုင်မှုတွေပေါ့။ရှုပ်နေတဲ့စကလုံးတွေကိုမရှင်းနိုင်ဘူး။မရှင်းနိုင်လို့ဒီတိုင်းရိုက်ထည့်ထားတာ။ဒါမှန်တိုင်းပဲ။နော်။ မရှိဘူးတရားငါဆိုလို့မှမသိအောင်စကားတွေရှုပ်ထွေးပြီးတော့ခေတ်ဆက်ဆက်ကရေးလာတဲ့အခါကျတော့စာရည်ရဲ့လွဲမှားမှုတွေကိုပြင်ဆင်တိပြနိုင်စဲမရှိမရှိသည့်အတွက်ကြောင့်အခြေမပြက်ကလေးဒီတိုင်းရိုက်ပြီးတော့ထည့်ထားတာရှိသေးတယ်။ဘုန်းကြီးတို့အဲ့ဒါအားမလို့အားမရဖြစ်တယ်ခဏခဏလည်းပြောတယ်။တန်ခါနာတင်သွားတာကွာနှစ်ပေါင်း60ရှိပြီ။ဒီစာပိုင်လေးတွေတို့မရှင်းနိုင်သေးဘူးတို့ညံ့တာပဲတို့။အဲ့တော့တကယ်ကတတ်ဖို့ဆိုတာအမှန်တန်ခဲမှာ။သို့တော်လည်း ကိုကိုကိုတက်ပြီဆိုတဲ့ပုံပေါ်ကြတော့အမလေးအထက်ကနာကဘလို့ဆိုတယ်ဒီကနာကဘလို့ဆိုတယ်နဲ့ထက်ကနာဒီ